ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရန်နေထားတဲ့နေရာတဲ့အပေါ်သွန့်တဲ့နီးအပူချိန်ထက်ပြီးပေါက်ကွယ်သွားတာပါဗျာအဲ့ဒါကိုပြောချင်တာအစင်းဆုံးပြောရင်တို့ရဲ့မကောင်းမှုဒုစရိုက်ကျွမ်းကျင်မှုအားနေတဲ့ခါကျတော့တို့တို့ကပေါက်ကွယ်တာအဲ့ဒါကိုစစ်တပ်တချတယ်တိတ်ခစစ်တပ်တိတ်ခကြောက်အောင်လှုပ်တာဟမ်စစ်တပ်ကို ဟိုဘယ်လိုပြောမလဲအမြည်ပြတ်စင်းသွင်းနေတာမင်းတို့ဟဲ့အောင်ဒီမှာကျန်ဒါလေးကြောက်ခက်ကမဟုတ်တော့ဘူးသဘောပေါက်လားအတိတ်တော့ဟုတ်လားမီဒီယာတွေထုတ်ပေါ်မရှိတဲ့အခါကျတော့ဟုတ်လားပြောပေါ်မရှိတဲ့အခါကျတော့မင်းတို့ကအချိန်ပြည့်ဟာမီဒီယာအားကိုးနေတယ် VOA BBC RFA အဲ့ဒီအားကိုးနေတယ်မင်းတတ်မလို့အမျိုးမျိုးဂုံသိက္ခာကြောင်းအောင်လို့ဟဲ့အောင်အခုတော့ပဲစောက်ထိုးထိုးလို့ပေါင်မျိုးတွေကိုဖုံးလေးကိုထောင်ပြီးတော့ဟုတ်လားကိုဘေကိုထည့်ပြီးတော့နိုင်ငံကိုတစ္ဆာစောက်တိတဲ့ နိုင်ငံသားတွေအများကြီးပေါ်လာပြီသဘောပေါက်လားအများကြီးပေါ်လာပြီမင်းတို့အဲ့ဒီမီဒီယာအင်အားစုမလို့တော့ဘူးသဘောပေါက်တော့အခုငါတို့တွန်းလန့်တိုက်ခိုက်လိုက်တာ2021တန်းနေခု2025ငါတို့တွန်းလန့်တိုက်ခိုက်လိုက်တာဒါတွေကအလိန်ညာတွေဒီမီဒီယာတွေကအလိန်ညာတွေအမြဲတမ်းကြော်ညာနေတယ်ဆိုတာအခု VOA တို့ RFA တို့တတ်သိခံသွားပြီတွေ့လားမီဒီယာလောကကလုံးဝဖြတ်သိမ်းခံလိုက်ရတာအဲ့ဒါတတ်သိပဲ အဲ့ဒါငါတို့ရဲ့အမျိုးသားကြီးအင်အားစုကနော်ထိုးပေါက်ပလိုက်တာကဘာသိအောင်ထိုးပေါက်ပလိုက်တာနော်ငါတို့အမျိုးသားအင်အားစုတွေဟာလာကိုထမင်းကိုစားပြီးတော့ကိုဖုံကိုထောင်ကိုဘီကိုထဲ့ပြီးနိုင်ငံဘုံကိုတစ္ဆာစောက်သိတဲ့လူငယ်တွေမောင်မယ်တွေအများကြီးပေါ်လာတာမင်းတို့မီဒီယာလောကတွေတဖြည်းဖြည်းမှေးမိန်လာတဲ့အခါမှာသဘောပေါက်လားမှေးမိန်လာလို့အခုကဘာကြီးဟာမင်းတို့ VOA တို့ RFA တို့ဖြတ်သိမ်းလိုက်ပြီး ဟုတ်လား BBC ကတော့ကြံသေးတယ်နောက်ထပ်နိုင်ငံရေးဝါဆိုပြီးတော့လှုပ်ရှားတဲ့အမျိုးရုပ်တွေမြန်မာတိုင်းပြည်ကို အမျိုးမျိုးမြန်မာတပ်မတော်အမျိုးမျိုးတိုက်ခါချတဲ့အမျိုးရုပ်တွေစားပေါင်းတွေပိတ်ကုန်တာငါတို့လို အမျိုးသားရေးသမားတွေစပီကာတွေပေါ်လာတာနော်မောင်မဲတွေဟာလာညီငယ်ညီငယ်မောင်မဲညီကိုမောင်နှမတွေဒီလိုမျိုးစပီကာတွေပေါ်လာတာမင်းတို့အထိနာတာအဲ့ဒါမင်းတို့ပြောပြီလားမြန်မာနိုင်ငံမှာ မင်းတို့အမျိုးရုပ်ကြီးပဲရှိတာမဟုတ်ဘူးတိုင်းပြည်ကိုတကယ်ချစ်တဲ့မျိုးကောင်းသားသမီးတွေအများကြီးရှိတယ်အဲ့လိုတိုင်းပြည်ကိုတကယ်ချစ်တဲ့အမျိုးကောင်းသားသမီးတွေကမင်းတို့လိုမျိုးဘယ်သူစီရမှဘာမှမျောလင့်ချက်တွေမရှိပဲနဲ့ကိုတမင်ကိုစားကိုဖုံကိုထောင်ပြီးကိုဘေကိုထဲ့ပြီးတိုင်းကြီးနဲ့လူမျိုးတို့သစ္စာစောင့်သိပြီးပြောနေတာဟောနေတာကဘာကြီးကသိတော့လက်ခံတော့အခုမင်းတို့ကွမ်းတာမင်းတို့ကွမ်းတာအဲ့ဒါသိလား နော်အခုကဘာကြီးကသိလို့လက်ခံလို့အခုမင်းတို့ခွန်းကြတာဆေးဆက်ပြီးတော့မင်းတို့ရဲ့လမ်းတွေမှားနေတယ်ဆိုတဲ့အကြောင်းလဲစောက်တို့ကဆုံးမနေတာပြောပြနေတယ်မင်းတို့ရဲ့မှားရင်းသောလမ်းတွေဒီနေရာမှာရိုက်ရင်နော်ဒီနေရာမှာဆေးဆက်မသွားပဲဒီနေရာမှာရိုက်ရင်ကော်ဖီမစ်သုံးထုပ်ပေးမယ်ဆိုပြီးတော့စောက်တို့ကပြောပြနေတာနော်ကော်ဖီမစ်သုံးထုပ်ပေးမယ်ဆိုတာတဲ့ဟိုသာတယ်နော်မင်းတို့ဒီနေရာမှာဆေးမဆက်ပဲရက်မယ်ဆိုရင် မင်းတို့အသက်ချမ်းသာဝင်ရမယ်ဆိုတဲ့အကြောင်းကိုပြောပြနေတာသဘောပေါက်လားအဲ့ဒါကိုပြောပြတာလူလိုပြောရင်လူလိုနားလဲပြီးတော့လူလူအသိထည့်ပြီးတော့လူလိုတွေးပြီးရင်လူလိုပြန်လှည့်လာလိုက်ရင်မင်းတို့အသက်ချမ်းသာရရအောင်ပဲအဲ့ဒါကိုလူအသိမရှိဘူးလူတွေးဖို့မထဲပဲနဲ့လူတွေပြောပြတာကိုလူလိုနားမထောင်ရင်တော့ကိုယ်သိဉာဏ်ငုံကိုသွားတာနဲ့အတူတူပဲသဘောပေါက်လားစကားပြောတာရိုင်းတာမဟုတ်ဘူး နော်အမှန်သောစကားပြောတာမင်းတို့တွေကကိုယ်တင်ញိုင်ကိုကိုကတော်မွေးထောက်ပြီးသွားနေကြတယ်နော်မင်းတို့ပြောတဲ့လွတ်လပ်နေမြေလွတ်လပ်နေမြေမင်းတို့သေခြင်းပြက်စီသွားတဲ့ဟုတ်လားမင်းတို့အဲ့ဒီသဘုံတွေသေခြင်းပြက်စီသွားတဲ့ဟုတ်လား၄ပိ၆ပိညီချင်းတော်မှာမင်းတို့မလွတ်လပ်ဘူးသဘောပေါက်လားမြန်မာနိုင်ငံမြေပုံတွေမှာရှိတာနော်မြန်မာနိုင်ငံမြေပုံတွေမှာရှိတာ၄ပိ၆ပိကျင်းတော်မှာမင်းတို့မပိုင်ဘူးသဘောပေါက်လား နိုင်ငံတော်အစိုးရပိုင်တာမှတ်ထားလွတ်လပ်နေပြီဆိုတာမရှိဘူးမြန်မာနိုင်ငံမှာနော်အေးနိုင်ငံတော်အစိုးရကအဓိကနဲ့တာမညခွဲခြံစိတ်ဖြာပြီးတော့လုံသိမ်းလုံထိုက်တာကိုလုံနေလို့မင်းတို့ဘက်ကိုလှဲ့မကြည့်တာဒါလည်းအရင်တော့ကျွန်တော်ပြောခဲ့ပြီဒါထိုင်းနိုင်ငံမှာဟုတ်လားအဲ့ဒီတော့တအားဒီကောင်းနေကောင်းညမ်းတာဟုတ်လားခွက်ဒီခေါ့ဟုတ်လားပေါ်လိုပဲသားတွေလို့ကျွန်တော်တို့ပြောတယ်မင်းတို့တွေဟိုနိုင်ငံတော်အစိုးရကဟုတ်လား ဟိုဘယ်လိုပြောမလဲအဲ့ဒီအချိန်ကမင်းတို့မအုပ်ဆူနိုင်နေတဲ့အချိန်နေမို့လို့မင်းတို့ကလုံလုံနေရတာဟမ်အခုနိုင်ငံတော်အစိုးရနဲ့မြန်မာနိုင်ငံတော်အစိုးရနဲ့ထိုင်းအစိုးရနဲ့ကွန်တက်တွေလုံပြီးတော့ထိုင်းမျိုးသားရေးသမားတွေပေါ်လာပြီးတော့အဲ့ဒီမှာချတာအစင်းဆုံးပြောရင်ထိုင်းမျိုးသားရေးသမားတွေပေါ်လာတယ်ဆိုတာသူတို့ရဲ့အနောက်မှာထိုင်းအစိုးရရှိတယ်သဘောပေါက်လားအစိုးရရဲ့ထိုင်းအစိုးရရဲ့ guideline နဲ့ပေါ်ရနေရတာထိုင်းမျိုးသားရေးသမားတွေဆိုတာကလည်း နော်အကောလုံးဥပဒေတွေကပဲသွားကြတာမင်းတို့ကိုလလုံးနေတယ်ရေးဆိုတာကမင်းတို့အနိုင်ကျင့်နေတယ်ရေးဆိုတာကသူတို့ကလက်လွတ်စပယ်လလုံးတာမဟုတ်ဘူးအခုနှကမ်းမွေးတို့ဘုရားငါတို့တွေးကြည့်ပါဘာဖြစ်မှာဘာကြောင့်လဲငါတို့ကဘာပြဿနာမှမရှိတဲ့တော့ငါတို့နဲ့ပြဿနာမရှိဘူးအေးရှေးပဲသူတို့လည်းမင်းမဲစီရိုက်ဆန်ဆန်ဟိုလူကိုဘယ်လိုလုပ်ရလဲဒီလူဘယ်လိုအဲ့လိုလုံးလို့မရဘူးသိလားသူတို့ကဥပဒေရဲ့ဘတ်တော်သားတွေသူတို့တိုင်းပြည်သူတို့လူမျိုးတော်သူတို့ကဥပဒေရဲ့ဘတ်တော်သား တို့ဆိုရကညွန်ကြားတဲ့တို့လူကြီးတွေညွန်ကြားတဲ့ guideline တိုင်းလိုက်လို့ရတာသဘောပေါက်အောင်နော်အဲ့ဒီလိုမျိုးဖြစ်ဖို့တော့နိုင်ငံရင်ချစ်ကြည်မှုယဉ်ဤမှုစီးပွားဖလှယ်မှုတွေအများကြီးတန်ရောက်မှုရှိတယ်သဘောပေါက်လားအခုမင်းတို့အမျိုးရုပ်တွေထိုင်းနိုင်ငံမှာထိုင်းနိုင်ငံနော်ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေအများဆုံးလာပြီးလောက်ကန်စားလောက်တယ်မင်းတို့အမျိုးရုပ်တွေကအများဆုံးဖြတ်စီရဟမ် ငါတို့တိုင်းကြီးကိုအေးချမ်းကျင်တဲ့ဟာလားတမတော်ထောက်ခံနေဗဏ္ဍာရောက်ကအဲ့လိုမေးမဲစေးရိုက်စင်စံတလောက်တာမင်းတို့တွေ့ဘူးလေအဲ့လိုမျိုးသွားပြီးဟိုရင်ဖြစ်တာတွေ့ဘူးလေမင်းတို့စောက်ကြီးနေငါကအစင်းဆုံးပြောရင်နောက်ပိုင်းကျရင်မင်းတို့လိုကောင်မျိုးတွေကိုကဘာသီးအောင်ခိုင်းတိုင်းကမှာတန်ယုံတို့ဂျူဝန်ယုံတို့အစ်မငါတကူတော်ဆန္ဒပြဖို့ငါမှအစီအစဉ်စီးတယ်မင်းတို့လိုအမျိုးရုပ်တွေဖမ်းဖို့ငါတွန်းအားပေးဖို့မှာထိုင်းဆိုရအောင်ဖမ်းမှာနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုပြတ်ပြားစေတဲ့ကောင်တွေအဲကောင်တွေ ဘောပေါလားဟမ်မြန်မာနိုင်ငံနဲ့ထိုင်းကနေဆိုထိုင်းနိုင်ငံနဲ့ဆိုတာက အစင်လာအရเนาะအမြဲတမ်းကူးသားရောဝယ်နေတယ်ဟုတ်လားဟိုတော့ဆိုလဲเนาะကျွန်တော်တို့လူမဖြစ်ခင်ကတည်းကထိုင်းကနေပြီးတော့အလုပ်သမားတွေမြန်မာနိုင်ငံသွားတယ်အခုနောက်ပိုင်းထိုင်းနိုင်ငံမြင်လာတဲ့တော့မြန်မာနိုင်ငံအလုပ်သမားတွေထိုင်းနိုင်ငံကိုလာတယ်เนาะဟိုးငကိုငကိုတွေကเนาะနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိတယ်တနိုင်ငံနဲ့တနိုင်ငံချစ်ချစ်ခင်ခင်နဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်လာတာတွေ အစင်းဆုံးပြောဒီအမျိုးရုပ်တွေကြောင့်နှစ်နိုင်ငံပူးပေါင်းမှုတွေကျော်ကြလာမှာတွေအားနည်းလာမှာတွေကျွန်တော်တို့ကမလို့ချင်ဘူးကျွန်တော်တို့ကတတိုင်းကြီးနဲ့တတိုင်းကြီးချစ်ချစ်ခက်ခက်နေတာပဲကျွန်တော်တို့ကကြိုက်တာအခုနိုင်ငံကဘာကြီးမှာနော်တကယ်နိုင်ငံအာဇာနည်ခေါင်းဆောင်ကြီးတွေပေါ်လာတယ်ကျွန်တော်တို့သဘောကျတယ်နော်အခုရုရှားကဟိုရက်ကလှုပ်လိုက်တဲ့ပွဲတော်မှာနော်သူတို့နိုင်ငံတော်ပွဲမှာနော်ကမ္ဘာနိုင်ငံခေါင်းဆောင်ကြီးတွေပေါ်လာတယ်တရုတ်ကလည်းသွားတယ်ဟုတ်လား နိုင်ငံတိုင်းတော်တော်များများသွားကြတယ်သူတို့ဖိတ်တဲ့နိုင်ငံတွေတော်တော်သွားကြတယ်အဲ့ဒီမှာတနိုင်ငံတနိုင်ငံချစ်ကြည်မှုတွေယဉ်နေမှုတွေရတယ်အရှင်းဆုံးပြောရင်အဲ့လိုမျိုးနိုင်ငံကောင်းဆောင်အကြီးပိုင်းတွေတနိုင်ငံတနိုင်ငံချစ်ကြည်ယဉ်နေမှုရတာကျွန်တော်တို့ဝမ်းသာကပိုင်းကြီးချမ်းမှုကပိုင်းငိမ့်ချမ်းမှုဒါကဘာနဲ့စီမီပြောတာနော်အဓိက main point ကပိုင်းကြီးချမ်းမှုကပိုင်းငိမ့်ချမ်းမှုကပိုင်းကြီးချမ်းမဲ့စစ်မကြည့်ဘူးကပိုင်းငိမ့်ချမ်းမဲ့ဆိုရင်ဟုတ်လားပြည်သူပြည်သားတွေကဘာသူကဘာသားတွေ အချမ်းချမ်းနဲ့စီဝါရေးတွေတနိုင်ငံနဲ့တနိုင်ငံကူးသောရောင်းဝယ်ပြီးလောက်ကင်စားသောက်လို့ရတယ်ဟုတ်လားအခုစစ်ပြစ်နေမယ်ဟုတ်လားအခုဘင်္ဂလားဒေ့နဲ့အဲ sorry အခုအိန္ဒိယနဲ့ပါကစ္စတန်နဲ့ချားတယ်ဟမ်ဟိုဘားလည်းသိဒီဘားလည်းသိအကျိုးများရှိလားမရှိဘူးနော်တနိုင်ငံတနိုင်ငံမင်းပါလဲငါပါလဲချားနေကြတယ်အကျိုးများမရှိဘူးစီဝါရေးတွေအများကြီးဆော်ရုံတကယ်နိုင်ငံကောင်းကောင်းကြီးတွေတွေးဆုံပြီးတော့ဟုတ်လားတနိုင်ငံတနိုင်ငံ ဟုတ်လားချစ်ချင်မှုတွေယဉ်နီးမှုတွေယူမယ်စီးပွားရေးဖလှယ်မယ်ပြည်သူပြည်သားတွေဟုတ်လားဟာမင်းနိုင်ငံကငါနိုင်ငံအလုပ်ကမပို့မငါနိုင်ငံမင်းနိုင်ငံအလုပ်ကမဒီလိုမျိုးပွားမယ်လာမယ်ဟေးဆိုရင်ကဘာကြီးအေးချမ်းမယ်လေဗျာကဘာကြီးအေးချမ်းမယ်ဆိုကဘာသူကဘာသားတွေအေးအေးချမ်းချမ်းနဲ့ဟာလောကကြီးစားသောက်လို့ရမယ်ပျော်စင်စရာကောင်းတယ်ကျွန်တော်တို့ကမြင်ကြတာအဲ့ဒါအဲ့ဒီကြောင့်မို့လို့ကဘာနံပါတ်1ခေါင်းဆောင်ကြီးတွေတူးနဲ့တူးဟုတ်လားနှွေးနှွေးထွေးထွေးနဲ့ဟုတ်လားတွေးဆုံ ဖလှယ်ကြတာတွေကျွန်တော်မြင်ရတာအရင်ဝမ်းသာတယ်ပီတိလည်းဖြစ်တယ်ဒါကဘာကြီးကဘာကြီးနဲ့စိတ်ပြီးပြောပြတာအဲ့ဒါကိုငပိနေရဟောတိုင်းကြီးဖြတ်ကျင်တဲ့ငပိနေရမမြင်မြင်ကြဘူးအဲ့ဒီကိစ္စတွေနော်ဘယ်မြင်မြင်ကြမလဲအဲ့လိုမျိုးကဘာကြီးအေးချမ်းပြီးငိမ့်ချမ်းပြီးအခုထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့အေးချမ်းပြီးငိမ့်ချမ်းတဲ့အဲ့လိုပုံစံမျိုးဆိုရင်ဒီကောင်တွေကလမ်းပေါင်းတွေပိတ်ကုန်တာဒီကောင်တွေလမ်းပေါင်းပိတ်ရောမင်းတို့ကဘယ်တော့မှပွဲမှာမဟုတ်တော့ဘူးတော့ဗျာ ဦးမင်းအောင်လည်း viewer မဟာ viewer ကဘာမဟာ viewer မြောက်အခုမှပြောတဲ့စကားမဟုတ်ဟို2021တည်းစောင်းဖို့ပြောခဲ့ဟမ်2021တည်းပြောခဲ့တယ်စောင်းလို့လိုက်ပြန်ကြည့်မင်းတို့ကောင်တွေကိုဟိလာစင်နေကျုံသွင်းတယ်လို့ကျုံသွင်းလိုက်မယ်ဦးမင်းအောင်လည်းကဒီဘွဲကကြမ်းမဲ့အယောအစားကြမ်းမဲ့ပြောခဲ့တယ်စကားကိုအစီအီးမပြောချင်အများကြီးမပြောချင်လို့ချုပ်ပြီးတော့ပြောခဲ့တဲ့စကားတွေအခုအဲ့ဒါပဲ ဒါဦးမင်းအောင်လည်းရဲ့နော်မဟာကပ္ပမဟာဗျူဟာမြောက်ပဲပြုံးနေတယ်အပြုံးကတော့ဘယ်တော့မှမချပါဘူးအမြဲပြုံးနေတာအဲ့ဒီအပြုံးရဲ့အောင်ပါပဲမင်းတို့ရဲ့မျက်ရည်စသည်ဖြစ်သွားမှာအဘောပေါက်လားနားလေလားအခုဟာလေနော်ကပ္ပကြီးကလေနော်ငါပြောပြမယ်အရင်တော့လိုမျိုးမျက်နှာတိမျက်နှာတာနဲ့အဲ့အောင်ချသွားပါညာလုံးစီရမလို့တော့မျက်နှာအပြုံးရဲ့အောင်ပါပဲမင်းတို့မျက်ရည်စသည်ကိုချနေမှာမှာအဘောပေါက်လား ကျွန်တော်ဟိုတွေကကျွန်တော်ပြောတယ်ဒါမျိုးတွေမဖြစ်ဖို့တော့ကျွန်တော်တို့ကတိတ်တနာတတ်တာကျွန်တော်တို့ဘုရားဘာသာသာသမီတွေတော့မေတ္တာတရားကိုအခြေခံတဲ့ကောင်တိတ်တနာတတ်လို့အခုလိုမျိုးပြောလာတာမတနာရင်ကျွန်တော်ကပြောအောင်လို့ပြောတာဟိလာကျွန်တော်တို့ပြောခဲ့တာကျွန်တော်တို့စီးပွားရေးတွေပါဆုံးဆုံးတာအများကြီးဆုံးဆုံးခဲ့တယ်ကျွန်တော်တို့အလုတ်ကိုင်းတွေစီးပွားရေးတွေအများကြီးဆုံးဆုံးခဲ့တယ်ဟင်လူတွေကိုတိတ်တနာလို့ပြောပြနေတာ အတွေးခေါ်တွေမှားနေတဲ့လူတွေကျွန်တော်တို့တိုင်းပြည်မှာနော်တရားရာဂိုင်းတော့မှာစစ်စစ်ရာဂိုင်းတော့အတွေးခေါ်တွေမရှိကြဘူးမြန်မာနိုင်ငံသားတွေအတွေးခေါ်မရှိဘူးတကယ်အားနေပိန်တော့နေသိလားအဲ့ဓာတွေကိုကျွန်တော်တို့ကလမ်းသားတွေဖွင့်ပြီးနေတာအတွေးခေါ်တွေထည့်ပြီးနေတာမင်းတို့ကလီလူကြီးတို့လေးတမောက်အောင်ပြောလိုက်ရတော့လီဟိုနိုင်ငံတော်အကြီးပိုင်းတွေကိုမင်းတို့ကဆဲနေတယ်မင်းတို့စဉ်းစားကြည့်အကျိုးမြတ်ရှိလားအသေးပဲရှိလား အဓိပ္ပာယ်ရှိတဲ့အလုံးလုံးကိုကိုတိုင်းလေးလမ်းမောင်းလို့လူများတိုင်းကြီးကလလုံစားရတယ်မဟုတ်ဘူးလားဟမ်ကိုဘာလုံးရမလဲကိုလေပဲကိုအဆင့်တန်းကိုသိနိုင်ငံသားနိုင်ငံရေးမှာပေါင်ဝင်းရှိတယ်နားလဲတယ်လက်ခံတယ်ကိုနေထားကိုကိုကြည့်ဟမ်ကိုအဆင့်တန်းကိုရဲ့အတွေးခေါ်ကိုထဲ့တော့ကိုကိုတိုင်းကြတော့လိလေးလမ်းမောင်းဆဲလိုက်ဟိုနိုင်ငံကြီးပိုင်းနေကြီးပဲ စဉ်းစားလေးကွာဒါဖြစ်သင်းလားဟွအဲ့ဒါလိုမျိုးဘူဂျုံတရောဖြစ်ဖို့ဆိုတာမင်းတို့စိတ်ထဲမှာလဲလေထဲမှာလေထဲမှာထဲထိုးရုံနဲ့ဘူဂျုံမဖြစ်လာဘူးဒီစနေနေ့ကတည်းကထရန့်ကကြော်ညာလိုက်ပြီတဲ့အေးဘယ်လိုဖြစ်တာပူတင်နဲ့ဆန်နက်စကီစစ်ပွဲရပ်ဖို့တွေးဆုံတော့မယ်တဲ့ဗျာဟမ် လေထဲမှာထဲထိုးတက်ရုံနဲ့ဘူဂျိုးတယောက်ဖြစ်မလာဘူးမင်းတို့ရဲ့အဆင့်တန်းကဟမ်ပင်နာတာက၄တန်းလောက်လေထဲမှာထဲထိုးရတဲ့အဆင့်တန်းလောက်တယ်ပြောလိုက်တော့လွတ်တော်တယ်အကြောင်းလေးဟမ်ဟိုဘူဂျိုးတွေရဲ့အကြောင်းလေးစဉ်းစားကိုယ်အဆင့်တန်းကိုယ်လည်းပဲကိုယ့်ရဲ့အတွေးခေါ်နဲ့ညီမျှအောင်ပြောရတဲ့စကားဆိုတာသဘောပေါက်လားစကားကပြောမတတ်ရင်ဆဲသလိုပဲ သိလားနားလဲလားငါပြောတာငါတို့တွေကသိလို့ငါတို့ပြောပြပြောလိုက်တော့ကို့ကိုကြည့်လိုက်တော့လေဆယ်တာမဟုတ်ဘူးပညာရေးစနစ်မကောင်းပညာရေးစနစ်မကောင်းမင်းတို့သင်ရလားအဲ့ပညာရေးစနစ်ဆုံးမ်းသားတိုင်အောင်ပင်ခဲ့လားဒီပညာရေးစနစ်မကောင်းဘူးဒီပညာရေးစနစ်ကိုငါတို့ဘယ်လိုပြုပြင်ပြောင်းလဲမလဲငါကိုယ်တိုင်ဆုံးမ်းတိုင်အောင်သင်ပြီးငါကိုယ်တိုင်ပြုပြင်ပြောင်းလဲလို့ရအောင်စူးစမ်းရမှာလေမဟုတ်ဘူးလားမင်းတို့ဘူဂျုံမပြောခဲ့ဘူးလား တို့ပြောတော့လီဘူချုပ်စကားနားတော့နေဆိုအမေစကားနားတော့နေဆိုဟမ်ဘူချုပ်ပြောခဲ့တယ်လီဂျပန်နိုင်ငံဂျပန်စကားဂျပန်စာပြီးကျွမ်းကျင်အောင်ပင်ရတယ်အင်္ဂလိပ်နိုင်ငံအင်္ဂလိပ်စာအင်္ဂလိပ်စကားကျွမ်းကျင်အောင်ပင်ရတယ်ပြီးတော့မှတွန်းလန့်တိုက်ခိုက်ရတာနားမလဲဘူးလားမင်းတို့ဒေါ်စစကြီးထိုင်းအောင်လားဗာပြောခဲ့လေဟမ်အဲ့ဒဲရအဲ့ဒဲလို့နေရမယ်လို့မပြောခဲ့ဘူးလားမမာခဲ့ဘူးလားပြောလိုက်တော့မမေချစ်ရတာနဲ့ဘူချုပ်ချစ်ရတာနဲ့တယောက်မှလည်းနားမထောင်ကြဘူး လူကြီးတွေရဲ့ဆူဆုံးမစကားအဲ့ဒီကြောင့်မလို့မင်းတို့တွေလေအခုလိုမျိုးစုပ်ပြတ်သနေတာသဘောပေါက်လားနားလဲလားပြောတာငါတို့အတိတ်ပဲမရှိတဲ့စကားမျိုးဘူးအတိတ်ပဲရှိတဲ့စကားသက်သက်ပြောတာဟင်မင်းတို့တွေ online မှာတိတ်ပြီးအာချောင်းအာချောင်းလို့တိတ်မြင်ရတော့တော့ပါသဘောပေါက်လားမင်းတို့စိတ်တွေကဟုတ်လားဟောလိုဂိုအတုတွေနဲ့နမဲအတုနဲ့သုံးလို့ငါတို့ဘယ်သူမှမသိပါဘူးလို့မထင်နဲ့သဘောပေါက်လား မင်းတို့မင်းတို့ဟိုမှာဂျူရူဘောကနေကြည့်နေဘယ်ကောင်ကဘယ်နေရဘာပြောနေလဲမင်းတို့စင်ကတ်တွေမှတ်ပုံတင်တာအလကားမဟုတ်ဘူးဘယ်အကောက်ကဘယ်စင်ကတ်နဲ့ဖွင့်ထားတယ်ဘယ်ဂျီမင်းနဲ့ဖွင့်ထားတယ်မင်းတို့အင်ချပ်လိုက်လို့ရတယ်သဘောပေါက်လားလိုက်လဲလိုက်ထားတာမင်းတို့ကသိတာအပေါ်ယံလေးလောက်သိတာဟင်ဒါ ID ခေမင်းတို့ကျွမ်းကျင်တယ်ရေးဆိုတာတော့နိုင်ငံတော်အစိုးရပါပါလောလောလေးပဲရှိသဘောပေါက်လား မင်းတို့ ID နီးပြင်းကြအောင်တွန်းကျင်တယ်ဆိုတော့ပါပါလောလောလေးပဲရှိတယ်တတ်မလို့သဘောပေါက်မင်းတို့ social ကိုမနေ့တနေ့ရမှသုံးရတာသုံးဘူးလားနော်ဦးသိန်းသိန်းကောင်းကျိုးနဲ့မင်းတို့သုံးခဲ့ရတာမြန်မာတတ်မလို့ဟိုနိုင်ငံသားမှာနော်ရုရှားတို့ကိုရီးယားတို့မြောက်ကိုရီးယားတို့ကပညာတော်သင်လွတ်ထတာနှစ်နဲ့ချီနေပြီ20 10ချီနေပြီသဘောပေါက်လား ဟင်ဟိုဦးသားစွေတို့လက်ထပ်ကလေးကလွတ်ထားတာမင်းတို့စဉ်းစားမင်းတို့ရဲ့တိတယ်ပါတယ်ဆိုတဲ့အတွေးခေါ်လေးကဒီလောက်ပုံပုံလေးရှိတာမင်းတို့တော့တတ်မတော်အများကြီးပြီးတယ်မင်းတို့တော့တတ်မတော်အများကြီးလုံးတတ်တယ်ဟိုတော့က2021 2022 2023မင်းတို့အကြံဖတ်တွေဟမ်ဟိုလူများတိုင်းကြီးမှာလဲလုံးလဲထဲမှာလေပုသက်စီဖျန်းတာတို့ဟလာဝဲဖျန်းတာတို့ဒရုန်းလေးလေအဲ့ဒါတွေအမလေးလက်နဲ့ကြိုးဘုံသီးတွေတွဲတွဲတွဲပြီးတော့ တိုက်ခိုက်တာအဲ့ဒါကိုအမျိုးသားကြီးသမားတွေကလည်းမခံနိုင်ဘူး drone နဲ့ပြန်တိုက်ဘူးတမတော်မတိုက်ဘူးတကယ်တကယ်တိုက်လဲတိုက်ရောတမတော်ကပြန်လဲလှုပ်လဲလှုပ်မင်းတို့အဲ့လိုမျိုးလူများတိုင်းကြီးမှာလဲလှုပ်တဲ့ drone တွေမဟုတ်တော့ဟမ်တကယ်စစ်ပွဲဝင်တဲ့ drone တွေ drone တွေဖြစ်ကုန်နောက်ပြီးတော့ဒီလက်ထီးတွေစက်တက်ပြီးလွတ်တာတွေဟမ်ကျွန်တော်ပြောတာကျွန်တော်ဝိုင်းကြီးကြတယ်ဟမ်မင်းတို့စောက်ပိန်တွေကမကြားမှမကြားဘူးကွာသိမှမသိတာ တပ်ဘတော်ကလွတ်တာဟိုပါလေလေဒီကိုဆက်တက်ပြီးတော့လွတ်တာဘုံကြီးချိန်ပြီးပြီးတော့ရောကင်းရှင်းနဲ့လက်တာဟမ်ဒရုန်းလေးဆိုလဲတကယ်ဟိုရင်းလေရင်ပြန်နေလို့ပဲဒရုန်းလေးတကယ်တက်ခိုက်ရေးဒရုန်းလေးမင်းတို့စိတ်တွေတပ်ဘတော်ဝင်မရှိဘူးတဲ့လားအကုန်ရှိတယ်မလောက်တာအချင်းနေအချင်းခါအချိုးအကြောင်းညီများဝင်မရှိမလောက်ဘူးသဘောပေါက်လားအချင်းနေအချင်းနေလဲကောင်းပြီအချင်းလဲကြပြီဟေးဆိုမှလောက်တာသဘောပေါက်တယ်နော် မင်းတို့ကပြောပြီးသားတက်မတော်ကထိုးစစ်သစ်နေဆိုတာတခါမှမရှိခဲ့ဘူးသိလားတခါမှမင်းတို့ထိုးစစ်မစင်ခဲ့ဘူးမင်းတို့ကလက်တိုက်လို့တက်မတော်ကပြန်လဲခုခံတာပဲရှိတယ်အဲ့ဒါ viewer ပဲရှိတယ် viewer လို့ခေါ်တယ်နားလဲလားဦးမေအွန်လိုင်းကလုံနေတာတကယ်မကပမဟာ viewer မြောက်ကိုလုံနေတာမင်းတို့ရဲ့အတွေးခေါ်လောက်ဟွာလေးဖုတ်စားလိုက်မယ်ဟိုကသိလားပြုံးပြုံးပြုံးလေးနဲ့ပဲမင်းတို့ရဲ့အသက်တွေသွေးတွေချွေးတွေကိုအဲ့အပြုံးဖို့ အပြုံးရဲ့အောက်မှာပဲချနေသွားတာသဘောပေါက်လားမင်းတို့မလိမ်ပါသေး၍မင်းတို့ရဲ့အသက်တွေချွေးတွေသွေးတွေကိုလေအဲ့ဒီအပြုံးအောက်မှာပဲချနေရသဘောပေါက်လားတော့ဘယ်တော့မှမရဘူးမင်းတို့မှတ်တာငါပြောပြငါပြောတဲ့စကားတွေအမှန်တရားတွေပဲမင်းတို့စောက်ကြည့်ငါတို့ပြောတာမဟုတ်ဘူးဆိုမင်းတို့စီးတဲ့ဖက်နဲ့ပါလိုက်ရပြီဟာနောက်နှစ်နှစ်ဆိုမင်းတို့အကုန်ငြိမ်းချမ်းပြီဟိလာအကောလုံးအဲ့ဒီနေရာတွေမင်းတို့အခုတိုက်ပွဲပေါ်ဆောင်တဲ့နေရာတွေအခုသေနေကျင်နေတဲ့နေရာတွေနောက်နှစ်နှစ်ဆိုရင် ပါဝါမရှိတော့ကိုဝါပြီနောင်နေနေဆိုတမတော်ကအကောလုံးချုံငိမ်သွားပြီတမတော်ကလုံးမူနော်နားလေဘူးပြောပြအချိန်မောလဲမနေတော့မောလဲမောတယ်မင်းတို့ပြောပြအတွေးခေါ်ကြီးစီကြပါပိန်းမနေနဲ့နော်မင်းတို့မီဒီညာလောကဆိုတာလဲအခုပါပြောက်သွားပြီမရှိတော့ဘူးအေးတစ်ချိန်ကအတိတ်တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေ နော်တိုင်းကြီးကိုချစ်တဲ့မျိုးကောင်းသားသမီးတွေဆိုဆဲမီဒီယာပေါ်တက်ခွင့်နေတဲ့အချိန်ရပဲမင်းတို့မီဒီယာအားကိုးနဲ့တမတော်ကိုကြောင်ပိတ်ထည့်ခဲ့တာအဲ့တော့ပဲအခုဥသိမ့်သိမ့်ဂျေဆုနဲ့နော်တိုင်းကြီးကိုချစ်တဲ့ညီကိုမောင်တော်မတွေဆိုဆဲပေါ်ရောက်လာပြီအာ VOA BBC RFB ဒီကောင်တွေကဂျင်းတွေပါဆိုတာပြန်လဲတိုက်ခိုက်တဲ့ကျွန်တော်တို့လိုမျိုး မျိုးကောင်းသားသမီးတွေအများကြီးပေါ်ပေါက်လာပေါ်ပေါက်လာတဲ့ခါကျတော့တပ်မတော်ကတွန်းလန့်ပြီးတော့ပြောစရာတော့မလိုဘူးကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့အမျိုးကောင်းသားသမီးတွေကနော်နိုင်ငံတော်မှာဘာခံစားခွင့်မလဲမတောင်းဘူးကိုတမင်ကိုစားတယ်ကိုဖုံကိုထောင်တယ်ကိုဘေကိုထဲ့ပြီးကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာတရားကိုယဉ်ကျေးမှုကာကွယ်စောင့်ရှောက်တဲ့အနေနဲ့ ီလိုမျိုးမီဒီညာတွေကဒါမဟုတ်မမှန်လောက်ကြံနေပါဆိုပြီးတော့ထပြီးអော်လာတာកបាទីអော်လာလိုက်អော်လာလိုက်တာအခုកបាကြီးကទីပြီးတော့အခု BOA တို့ RFA တို့ဟင်မီဒီညာလောကနဲ့အပြီးပိုင်ဖြတ်သိမ်းခလာရဟင်နောက်တက်ခွက်ခေါက်တဲ့កောင်းនេះဟာလာနိုင်ငံရေးအရာဆိုပြီးတော့ခေဆက်ဆက်ဟာလာတောင်းစားနေတဲ့တောင်းစားလေးလေး လူရတိုင်းပြည်တတိယနိုင်ငံထောက်ခွာမဲ့သရောင်းသားလေးတွေပဲတိုင်းပြည်မှာလက်မခံတော့အကုန်လုံးကပ ాయి ရသိသွားလေကပ ాయి ရသိသွားတာသိသွားတော့ကကြတော့လောကလက်မခံတော့အခုလက်မခံလို့ဘောမှာပန်းဆယ်လို့ဘောမှာဟမ်ဟိုအမေပေးလိုက်တဲ့လေတော့ကောကို၄နှစ်၅နှစ်အတော်တွေမှာဟာလားစတိုးဆိုင်နေဟာအိမ်ကြီးကောင်းသားကြီးတွေပိုင်ဆိုင်သွားတာဟမ်အမေပေးတဲ့လေတော့ကဘယ်လောက်ထိအသုံးကျလဲမကျလဲတော့မသိဟမ်အခုနိုင်ဟိုကျွန်တော်တို့လိုမျိုး အမျိုးကောင်းသားသမီးတွေစပီကာတွေအများကြီးပေါ်လာတဲ့ခါကျတော့နော်နိုင်ငံတော်အစိုးရကလည်းတွားပြီးတော့ဒါတွေကအမှန်တရားတွေပါဆိုပြီးတွချပြလိုက်တော့အကုန်လုံးအဖမ်းခံရတာနဲ့ဇဝေဇုလို့ကောင်လည်းပြေးတာမနေရတော့ပဲတဲ့အဲ့ဒါအမှန်တရားတွေတော့မင်းတို့စိတ်တွေကမင်းတို့လောက်တာအမှန်တရားမထင်နဲ့ဘောပေါက်လာကျွန်တော်ပြောပြီးသားအင်အားကြီးတဲ့အနိုင်ရမယ်ဆိုစင်နေပြီးရင်ဖြစ်သွားမယ်အဓိကကနော်တည်မှန်မှုပဲနော်နားလေလားအဓိကတည်မှန်မှုပဲ မင်းတို့တရေမမလို့အခုလို့ဖြစ်တာเนาะအခုလို့မျိုးပြက်စီတာတရေမိုင်းတရေမန်းနေပြက်စီစရာအကြောင်းမရှိအခုကျွန်တော်တို့ပြက်စီလာမပြက်စီဘူးကျွန်တော်တို့ကတရေမန်းတယ်လေစင်စင်လေးကျွန်တော်တို့ရူစီယာမှာတောင်းစားတာမရှိဘူးเนาะနိုင်ငံတော်မှာလည်းဘာအခွင့်အရေးမတင်တော့တာတောင်းရတာမရှိဘူးကိုထမင်းကိုစားကိုဘေးကိုထဲကိုဖုံကိုထောင်ပြီးတော့ကြီးသူကောင်းကျိုးပြုလုပ်ငန်းတွေဟာလားဘာသာသံဃာအကျိုးပြုလုပ်ငန်းတွေလူမျိုးအကျိုးပြုလုပ်ငန်းတွေယဉ်ကျေးမှုအကျိုးပြုလုပ်ငန်းတွေ တမိုင်းကြောင်းအကျိုးပြုလုပ်ငန်းတွေကျွန်တော်တို့ကဟောနေပြောနေတာမြူသားကြီးတမားတွေဘယ်လိုမှရှင်းပြလို့မရတဲ့အပွက်သူတို့မြင်တာကချီချီတွင်ပဲမြင်နေချီတွင်ပဲမြင်နေအောင်နိုင်မင်္ဂလာပါတော့ကဲကျွန်တော်လည်းတနေ့စကားပြောရတာအတန်လေးလည်းနားရတယ်ဗျအတန်လေးလည်းမတော်တော့ အားလုံးပဲမင်္ဂလာနေ့လည်ခင်းပါလို့အဓိကပြောချင်တာကတော့အဲပစီကြီးပါပေါ့နော်စာတင်ကြောင်းတွေကိုလေရင်နဲ့ဘုံကျဲပါတယ်ဆိုတော့ site ဝါးတွေနော်ခလေးတွေသေးတယ်အเจ้าဆရာမတွေသေးတယ်ဘာတွေသေးတယ်ညာတွေသေးတယ်ဆိုတော့ site ဝါးတွေအစင်းဆုံးပြောရင်ကာလန်ဒေသံပေါ့နော်အချိန်နေရဲ့အချိန်ခါရင်မင်းတို့ကြည်တတ်ကြပါနော်ဒါကမင်းတို့ site ဝါးထဲလို့ရမယ်အချိန်နေလားအချိန်ခါလားယနေ့အချိန်ကစာတင်ကြောင်းတွေကြောင်းတွေပိတ်ထားတယ်ခလေးတွေလည်းတရားဝမ်းမရှိဘူး မင်းတို့လူမရောငှမပေါတောကျိုးအောင်ကြဆင်ကျေဖက်နဲ့သုံးရံလောက်ကုန်နေအရက်ဒီသားကကြောင်းတွေဖွင့်ထားတဲ့ဟိဆိုတော့နည်းနည်းတော့ရည်စရာတော့ကောင်းတယ်တော့အဲ့ဒါလေးပြောချင်းတယ်နော်တော်တော်ဟာသားတော့မြောက်တယ်အဲ့အကြောင်းလေးပြောရင်းနဲ့ပဲကျွန်တော်လိုက်လေးကိုဒီလောက်တည်းပဲအဆုံးသတ်ပြရစီပြတော့ဒီမနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေလို့နော်ကပ်ပေးပေါင်းပါလေကင်းဝေးပါစေလို့ပြောရင်းနဲ့ပဲကျွန်တော်လိုက်လေးကိုနောက်ွက်ပေးပါဦး